့ event ကို interesting interesting လုပ်ထားပါတယ်ဟုတ်အဲစိတ်ဝင်စားလို့ပါဘာဖြစ်လို့လဲဆိုတော့အဲသူတို့ထောက်ပြရတဲ့ဟာတွေကလည်းအမှန်တွေလည်းအများကြီးပဲပါတယ်လေသူတို့အဲ့လိုမျိုးတိလက်လွတ်ဖြစ်နေတဲ့ဟာတွေဆိုလို့ရှိရင်အဲ့လိုမျိုးထောက်ပြရတဲ့အတွက်တိခွင့်ရရဲပြီးတော့ပြင်သစ်တာလေးတွေလည်းအချိန်မီပြင်ဆင်ဖို့အတွက်အခွင့်အရေးရတယ်လို့ပဲမြင်ပါတယ်ဟုတ်အဲ့အတွက်သူတို့ကကျေးဇူးလဲတင်တယ်သဘောလဲချတယ် like လဲလုပ်ထားတယ်ဟုတ် အော်ကျွန်တော်အနေနဲ့ကတော့လူငယ်လေးလူငယ်နောက်ကျွန်တော်ကကလေးပဲဒီလောကထဲမှာကလေးလိုနေနေတယ်ဆိုတော့ကျွန်တော်တို့ထူးထူးဘာမှကြီးစဉ်းစားထားလည်းမရှိဘူးပြောစရာလည်းမရှိပါဘူးခင်ဗျာဟုတ်ကဲ့ပါဟုတ်အာဟိုပေါ့နော်အဖက်ဖက်တိုင်းမှာတော့ရိုးစိမ့်ဟာသိမ့်ဆိုတာရှိပါတယ်အမားဆိုတာလည်းလူတိုင်းနဲ့မကိမအောင်ရှိပါတယ်ဒါပေမဲ့အကောင်းဆုံးပြောင်းတော့ကြိုးစားနေကြပါတယ်ဒါပေမဲ့ကိုယ့်ရဲ့မကြိုက်ဘူးဆိုတာမကြိုက်ဘူးပြောပိုင်ခွင့်ရှိပါတယ်အဲ့တို့လည်းမြတ်တော့ဘာမှတော့မပြောလို့ပါဘူးဒါပေမဲ့ run နဲ့လည်းစိတ်မကောင်းတာလေးပဲခံစားရပါတယ်ဆိုတော့ကိုယ်တွေလည်းဟိုပေါ့နော်ကိုယ့်ရဲ့ဒီ ပြင်နေတဲ့အချိန်နေမူတည်ပြီးတော့တစ်ခါကျအကောင်းဆုံးပြန်လို့ရတယ်ရှိပါတယ်ညီမတွေဘက်ကပေါ့နော်အော်တခါကြညသမားတွေစိတ်ဆိုးပြီးတော့ပြောမပြရမျိုးတွေရှိကောင်းရှိနိုင်ပါလေရှင်ချစ်ရခိုင်မျိုးကြရင်ပေါ့နော်ပြည့်တဲ့တွေအထင်လေးလွဲမှားသွားပြီးတော့ဟိုပို့ပြီးတော့အဲ့လူကိုပို့ပြီးစိတ်တွေတိုးတာမျိုးပို့ဖြစ်တတ်တယ်ပေါ့နော်ဒါလူတွေကတော့ဒေါသတွေရှိကြတာပေါ့နော်တကယ်တော့ဖြစ်ပေါ်လာတဲ့စိတ်ကလေးနဲ့ပေါ့နော်ခင်းစင်းနေမှာပြောလိုက်မိတာမျိုးဖြစ်ကောင်းဖြစ်နိုင်တွေ့ကောင်းတွေ့နိုင်ပါလေအဲ့တော့ပြည့်တဲ့တွေကခွင့်လို့ပေးကြပါအကုန်လုံးကပြည့်တဲ့ဘက်ကလည်းဂယူနာဒေါသနဲ့သူတို့ကဘာလို့ဒီလိုမျိုးမလုပ်လိုက်နိုင်တာဆိုသူတို့ကလည်းမချစ်တင်ခဲ့စိတ်ပေါ့နော်မချစ်တင်ခဲ့ကိုယ့်ရဲ့ ယူနာဒေါသနဲ့ပြောတာပါဒီဘက်ကလည်းပေါ့နော်ကိုရီလူမျိုးပေါ့နော်လူမျိုးခက်ခက်လေးနောက်ပြီးတော့ပြောရရင်ကွာဟိုကိုရီရဲ့ဒီပေါ့နော် budget ထဲမှာဒီလိုဝင်အောင်လဲပိတ်တဲ့အကြိုက်ဖြစ်ဖို့ပေါ့နော်အဲ့လိုမျိုးလေးနေအာစဉ်းစားပြီးတော့ပေါ့နော်ဟိုဟို producer တွေလည်းအမြင့်ကျင်အောင်အဲ့လိုမျိုးပေါ့နော်အဲ့လိုအဖက်ဖက်ကနေပြီးတော့ဟို ဟိုလိဟာမှုတွေအများကြီးတဲ့မဖြစ်ဖြစ်အောင်လေစ조사နေရက်တည်နေရတာပေါ့เนาะအဲ့လိုမျိုးလေးရှိတော့တစ်ဖက်ကလည်းငါတို့ဒီလိုမျိုးပေါ့เนาะဟိုမရှိတဲ့ကြားမလုပ်ရကြားရမလုပ်လုပ်လို့မရတဲ့ကြားလည်းလုပ်နေရတာလေးတွေတစ်ဖက်ကလည်းဟိုဒီလောက်ခင်မိပုံမျိုးတွေ့တော့လာပြီဘာလို့ဒီလိုမျိုးကားရမဖြစ်တာဆိုတော့စေဂိဟုနာတော်တော်ပေါ့เนาะဆိုတော့အဲ့လိုနှစ်ခုလေးနဲ့အားလုံးကချစ်တဲ့စိတ်နဲ့ပါအချိန်မျိုးကိုပြန်ကြည့်တဲ့အခါကျရင်အမှုပညာကိုချစ်တဲ့စိတ်မြမရုပ်ရှင်ကိုချစ်တဲ့စိတ်တစ်ခုနဲ့အကုန်လုံးကဖြစ်တာပါရှင့်အဲ့တော့မြေသူများလည်းပြေးလို့ရပါတယ်ဟိုကမင်းသမီးဖြစ်နေတဲ့အတွက်ဟိုမှာ ကိုကိုတိုင်းလဲဟိုတခါလေးကြလို့ရှိရင် ကိုကြိုက်တဲ့ကားလေးတွေရှိတယ်ဟိုကိုမကြိုက်တဲ့ကားလေးတွေရှိတယ်ဒါကတော့ပြိသက်ကတော့ဟိုမှာဗမာကားကြိုက်တဲ့လူရှိမယ်အင်္ဂလိပ်ကားကြိုက်တဲ့လူရှိမယ်ဒါကတော့လူစိတ်ဆိုတော့ပြောလို့တော့မရပါဘူးအခုလောလောဆယ်မှာတော့ဗမာတော့ဒီ Facebook ကတိတ်မသုံးပြဘူးကို wall လေးပေါ်မှာပဲဟိုသုံးပြတာဆိုတော့လေတိတ်တိတ်တော့တေချာတော့မသိပါဘူးဟောပြိသက်တွေကိုပြောရမယ်ဆိုရင်တော့ကျွန်တော်မြန်မာရုပ်ရှင်ချစ်ပြိသက်တွေ အခိုင်အမာရှိတယ်ဆိုတာကျွန်တော်တို့အပြည့်အဝယုံကြည်ပါတယ်။ပြည်သက်ရှိလို့လည်းကျွန်တော်တို့အခုရုပ်ရှင်ဆိုတာ96နှစ်တိုင်ပြည်လာခဲ့တာဖြစ်ပါတယ်။ပြည်သက်မရှိရင်ကျွန်တော်တို့ဉာဏ်လောကဆိုတာလည်းမရှိပါဘူး။ဒါတော့ပြောဆိုဝေဖန်မှုတွေအားလုံးလည်းကျွန်တော်အနေနဲ့ကျူးစွာပါတယ်။